ီပြမော်ရင်ကိုနောက်ထပ်ဆန်းသက်ရမယ့်ကာလတစ်ခုဖြစ်လာမယ့် SS2 ရဲ့ဒဏ်ရာပြဿနာမန်ချက်စတာယူနိုက်တက်ကလက်ရှိနေပြရူဘန်မော်ရင်ရဲ့လက်အောက်မှာရလက်ပိုင်းရရုံးကန်နေရပြီးတိုက်စစ်ပိုင်းဆွမ်းဆောင်ရည်အတွက်ပြင်းထန်တဲ့ဝေဖန်မှုတွေကိုခံနေရခြင်းမှာတိုက်စစ်ပိုင်းအတွက်နောက်ထပ်ဆုံးရှုံးမှုတစ်ခုမလွဲမသွေကြုံတွေ့ခဲ့ရပါတယ်။အတင်းရနေရာတရားခေါ်ယူခဲ့တဲ့တိုက်စစ်မှုတစ်တူဖြစ်တဲ့ဗက်ဂျမင်ဆက်စကိုကဒုတဲ့အားရှိခဲ့တဲ့အတွက်ဒလခန့်အားယူရမယ်ဖြစ်ကြောင်းသတင်းမီဒီယာကပေါ်ပြခဲ့ပါတယ်။ဒီချိန်ကမကြီးတင်းတွက်လာမဲ့ပွဲချက်ကာလမှာစင်ခုံမှုကြီးတစ်ခုဖြစ်လာစေခဲ့ပါတယ်။ဆလိုဗေးနီးယားရဲ့ရည်စင်တိုက်စစ်မှုဆက်စကိုကလွန်ခဲ့တဲ့နိုဝင်ဘာလ10ရက်နေ့ကစပါတင်နဲ့ရှင်ပြန်ကစားခဲ့တဲ့ပွဲစဉ်မှာလူသားဝင်ကစားမဖြစ်ပါဝင်ခဲ့ပြီး ပေါ်ပြီးကနေ့အချိန်မှာပဲမမျှော်လင့်မဲ့ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။ဒီဒဏ်ရာပဒနာကမင်းနဲ့တင်ရတိုက်စစ်ရွေးချယ်ကြတွေကိုပုံမထက်မှန်ထိခိုက်စေခဲ့ပါတယ်။လက်ရှိချိန်မှာမင်းတိမကတော့ဆက်စကိုရဲ့ဒဏ်ရာချင်းနေတဲ့ပတ်သက်ပြီးတရားဝင်သတင်းထုတ်ပြန်မှုမရှိသေးပါဘူး။တမန်ရတဲ့နောက်တစ်ပတ်ကြာသာပရိနိမှာ Everton တင်းနဲ့ကစားမဲ့ Premier League ပွဲစဉ်ပွဲကြိုတင်းစားရှင်းလင်းပွဲမှာတော့ညီပြမော်ရင်ကဆက်စကိုရဲ့ဒဏ်ရာချင်းနေတဲ့ပတ်သက်ပြီးအသေးစိတ်ပြောကြားလာဖို့တော့ရှိနေပါတယ်။ပရိသတ်တွေကဆက်စကိုရဲ့ဒဏ်ရာကမပြင်းထန်မှုမျှော်လင့်နေကြပါတယ်။ဆက်စကိုနေတဲ့ဒီဒဏ်ရာပြဿနာကြောင့်တလောင်ဝင်းကျင်တာနားယူဖို့ရှိတာကပုံမပြင်းထန်တဲ့ဒဏ်ရာပြဿနာမဟုတ်တာကြောင့်မယူသင့်တော့တတ်တရာဒီရင်ကောင်တစ်ခုလို့ဆိုနိုင်ပါတယ်။ ဒါပေမဲ့လည်းဆက်စကိုကမန်ယူနိုက်တက်တင်းကိုဈေးကြီးပေးပြီးရောက်လာခဲ့ပေမဲ့သူရဲ့ခြေတော်ကပရီးသတ်တွေမျောလင်းတော့မရှိခဲ့ပါဘူးသူကအတင်းကိုရောက်ရှိလာပြီးကလေးကဆက်နက်ပွဲမှာနှစ်ကိုးသာတွင်းယူနိုင်ခဲ့ပြီးမန်ယူတင်းရဲ့နေရာဒီကခေါ်ယူခဲ့တဲ့တိုက်စစ်ကစားမအစ်တ၄ဦးထဲမှာဝေဖန်ခံရဆုံးကစားမတူအဖြစ်ရပ်တည်နေပါတယ်ဒီချိန်မှာဒရန်ဟက်စီကလေးကအတင်းတွက်ကွင်းပြင်ပမှာအနာယူရင်ခြေတော်ပိုင်းဆိုင်ရာဖီအားတွေကိုဆော့ချနိုင်မဲ့အခွင့်အရေးဖြစ်လာနိုင်တယ်လို့ပြန်လာနိုင်ချိန်မှာလည်းဆော့ဆောင်ရင်ကောင်းတွေကိုပြသနိုင်မှုတွန်းအောင်ဖြစ်စီမှာဖြစ်ပါတယ်တိုက်စစ်ကစားမဆက်စကိုရဲ့ဒရန်ပြဿနာပြီးမန်ယူတင်းကလာမဲ့ခရစ်စမတ်နဲ့နေ့တိကူပွဲချက်ကာလတွေမှာတိုက်စစ်ပိုင်းအားရင်ရောပါမှုစင်ကော်ဂျက်တွေနဲ့ရင်ဆိုင်ရတော့မှာလည်းဖြစ်ပါတယ် အတင်းအဓိကတောင်းမန်တက်စီကစားမလို့ဖြစ်တဲ့ဘရိုင်းယန်အမှုနဲ့အာမက်ဒီယာတို့ကိုဒီဇင်ဘာလ21ရက်နေ့မှာစတင်မယ်အာဖရိကနိုင်ငံများဖလားပြန်ပွဲကိုသူတို့ရဲ့နိုင်ငံလာရွေးချယ်ဒင်းနေစီဆေးလို့ရဖို့ရှိနေပါတယ်။တကြဆတ်စကိုရဲ့ဒိုင်အားစီမုန်နဲ့အာဖရိကဖလားပြန်ပွဲကြောင့်ဇာမရီကခေတ္တထောက်ခွာရမယ့်အချိန်ကဒီပြမုန်တွေအတွက်တက်စီပိုင်းကိုဘလိုမျိုးစားထိုးစီမံခန့်ခွဲမလဲဆိုတဲ့အကြီးမားဆုံးသောဘီယောင်းောက်စင်ကုန်မှုတစ်ခုဖြစ်လာစေခဲ့ပါတယ်။မင်းရတဲ့နေဆက်ကိုမရှိတဲ့ချိန်မှာတိုက်စစ်ပိုင်းအကြက်တဲကိုတော်လာနိုင်မှုတခြားကစားသမားတွေရဲ့စမ်းဆောင်ရေးပေါ်များစွာမိကိုရတော့မှလည်းဖြစ်ပြီးဒီပိုင်းရဲ့ညဉ့်ကြီးကိုစမ်းတက်မဲ့ကာလတစ်ခုလည်းဖြစ်လာခဲ့ပါတယ် Liverpool.